ကဘာဆိုတဲ့ဂျူဒလုံစတင်ဖြစ်ပေါ်လာဖို့အတွက် gravity ဆိုတဲ့ drag ဆွဲရကအရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ drag ဆွဲရကြောင့်အလင်းအရှိန်နဲ့အရွေစွဲနေကိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ drag ဆွဲရကြောင့် physics နဲ့တခြားသောသိပ္ပံဆိုင်ရာအချက်များကိုသိတာထင်ရှားစေခဲ့တာဖြစ်ပါတယ်။ drag ဆွဲရကိုစတင် တွေ့ရှိခဲ့တဲ့သူကတော့ newton ပဲဖြစ်ပါတယ်ခင်ဗျာ။ ပရွေးစိတ်တွေဟာတကောင်ချင်းစီအားနေကြပေမဲ့အဖွဲလိုက်လှုပ်ဆောင်တဲ့နေရာတွေမှာတော့ဘယ်တရိတ်ဆန်းမှမမီကြပါဘူးသူတို့ဟာ စီမံခန့်ခွဲမှုအပိုင်းမှာစစ်သားအရက်သားဆေးအကူအစားရှိသလိုခွဲခြားတတ်ပါသေးတယ်ဒါအပြင်သူတို့ဟာဖီရိုမုန်းဆိုတဲ့ဓာတ်မျိုးကိုထုံလွှင့်ကြပြီးတအုပ်ကိုတအုပ်သတင်းပို့ဆက်သွယ်ကြပါသေးတယ်ရေလီတာပေါင်းများစွာကိုတောက်သုံးနိုင်တဲ့ငလိပ်စုံ ငလေးစုံဟာမြန်မာသမုဒ္ဒရာထဲမှာတွေ့ရှိရတဲ့ငလေးကြောင့်အမျိုးအစားထဲမှာအကြီးဆုံးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ရှီမျောနဲ့ငားငယ်များကိုအဓိကစားတောက်ကြပြီးအချို့ခံမှန်းချက်တွေအရသူတို့ရဲ့ဗဟတာနေတဲ့စဉ်တနအီလရေကာလံပေါင်း1500အထိတောက်သုံးနိုင်ကြတယ်လို့ဆိုပါတယ်။အရွယ်ရောက်ပြီးတဲ့ငလေးစုံအမတကောင်ဆိုရင်အတောင်ပိုင်းအစွန်းနှစ်ခုကို22ပေအထိရှိကြပါတယ်။ငလေးစုံများတခါတရံမှာအမြင့်ကိုပဲအထိရေထဲကနေခုန်တက်နိုင်ကြပါတယ်။ မျိုးပွားနှုန်းကတော့တခြားရေနေတတ္တဝါတွေထက်နည်းတယ်လို့ဆိုကြပါတယ်။ဘလောက်ထိနည်းလဲဆိုရင်ငလိပ်စုံအမတစ်ကောင်ကနှစ်နှစ်ကနေ၅နှစ်အထိသားလောင်းတစ်ကောင်တုံးမို့နှစ်ကောင်အထိသာပေါက်ဖွားနိုင်ကြလို့ပါ။ငလိပ်စုံတွေကိုကဘာတဝမ်းရှိအပူပိုင်းဒေသရေပြင်းများမှာတွေ့ရပေမဲ့စိတ်မကောင်းစရာကလူသားတွေရဲ့ငါအလွန်ကြုံဖန်းခြင်းနေရင်ဒေတာများပြည့်စည်ခြင်းတွေကြောင့်အကောင်အညီများကျဆင်းပြီးမျိုးတွန်းလူနီပါမျိုးစိတ်အဖြစ်သတ်မှတ်ခံထားရပါတယ်။